โอเคဒီကနေ့ကျွန်တော်လှိုင်းကြရာက Twitter အထည်လေး store site ပိုင်ရှင်ရဲ့လောက်ရကြောင်းတော့ TikTok မှာရှိတဲ့အလူငယ်တွေလူကြီးသူများတွေအားလုံးဂျင်တဲ့မှာမရှမ်းမြေဖွယ်ရဖြစ်ခဲ့ရတဲ့ဖြစ်စဉ်ကြီးဖြစ်ခဲ့တယ်ပေါ့ဗျာအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ခိုးတဲ့သူကမှန်တယ်ဆိုလို့ချင်တော့ကျွန်တော်ဥပဒေပုံမှာသုံးခုချင်းနဲ့အရာရေးယူနိုင်ပါတယ်အခုလိုလက်ရှိပေါ့နော်ကိုတိလက်ရောက်ညင်ပန်းနှိပ်စက်တဲ့ အရာကြီးကတော့လူတိုင်းပဝင်မှာမရှမ်းမြစ်စရာဖြစ်ခဲ့ရတယ်ပေါ့ဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲမြင်းမနှိပ်ဆက်ခြင်းဆိုတဲ့ဥရေပုံမှ463ရက်ပေါ့နော်ကျွန်တော်တရားဆွဲဆိုလို့ရတယ်ထောင်တာနှစ်ကနေပြီးတော့မှ10နှစ်အထိကိုကျကျနိုင်တယ်ပေါ့ဗျာဒါကတော့ကျွန်တော်2019နှစ်မှာ2019ခုနှစ်မှာထုတ်ပြန်ထားတဲ့ဥပဒေပုံမှပေါ့နော်463ကထောင်တာနှစ်ကနေ10နှစ်အထိကျနိုင်တာဖြစ်ပါတယ်အဲပြောချင်တာကအခုလို့ အဲကိုတိလက်ရောက်ညှင်းပတ်နှိပ်စက်တာလူသားမဆန့်ဘောနော်ကျောတို့အခုဖြစ်စင်တဲ့ပတ်သက်ပြီးရောကျောမြန်မာနိုင်ငံမှာအခုလိုခိုးတာတွေကွက်တာတွေများလာရတဲ့အကြောင်းရင်းအောင်ပါလေနံပါတ်၁ကျောတို့နိုင်ငံမကောင်းတော့လို့နိုင်ငံမှာစီးပွားရေးအရာရောဘယ်ဘက်ကပဲချီချီအကုန်လုံးဟာကြဆင်းနေတဲ့အချိန်ဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်နိုင်ငံကိုအုပ်ချုပ်ခြင်းနဲ့သူ့ ကောင်းတာပေါ့ဗျာမေးအွန်လိုင်းမကောင်းတာပေါ့ပြောရမယ်ဆိုတော့ဒါမေးအွန်လိုင်းရဲ့မကောင်းတဲ့စနစ်ဆိုးတွေကြောင့်အခုလိုပြည်သူတွေမှာငတ်မုတ်ခေါင်းပါခြင်းဆိုတဲ့ကဘေးကိုဆိုက်ရတာပေါ့ဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့လုံးမီလောက်ရကိုလောက်ကြတယ်လို့ပြောရမှာပေါ့ကျောတော်ဘက်မှာဆိုရင်အလောက်ထိမဖြစ်ပေမဲ့မြို့ပေါ်ဒီမှာတနေ့ကို9000တောင်းရဖို့ဆိုတာကအခြေခံလူသားစားတွေနေနဲ့လုံးဝ အဲမလွယ်လှတဲ့အရာပေါ့ဗျာအဲ့ဒီအထွက်ကြောင့်မလို့လုံပြီးလောက်ရလောက်တယ်လုံပြီးလောက်ရကိုလောက်တာသူတို့ကအသိဉာဏ်နေပါတဲ့အတွက်ကြောင့်မလို့အခုလို့လောက်လိုက်တာဖြစ်တဲ့အသိဉာဏ်ချိတဲ့ဒီစိုက်ပိုက်ရှင်အဖွားကြီးကစင်ကျင်တုံတရားနဲ့ဒီလူကိုဗျာဒီခိုးတဲ့လာခိုးတဲ့အဖွားကြီးတာမီကိုဘယ်လိုပြောမလဲကျွန်တော်အဲပညာသားပါပါနဲ့နော်ငန်းကျမရဲ့ဟောအမရဲ့ဒီလူကြီးလောက်တာတော့မကောင်းဘူး နော်နောက်နောက်ကိုမလောက်ပါနဲ့စင်ကျင်ပါဒါလို့ဖြောင်းပြပြီးပညာသားပါပါနဲ့ပညာပေးပြီးတော့မှငွေလေးတတ်နိုင်တဲ့ဘကလူဒန်းပြီးပြန်ခိုင်းလိုက်တာပြဿနာပြီးသွားပြီဗျာသူ့ရဲ့နောက်ဆက်တွဲတော့မကောင်းတဲ့တည်းသူ့ရဲ့နောက်ဆက်တွဲမကောင်းတာသူ့အတွက်အခုလက်ရှိမကောင်းဖြစ်သွားပြီအခုဆိုလို့ကျေသူ့ကိုကျွန်တော်နှောင့်ရတိရတဲ့တည်းနေရသူ့ကိုရဲတွေကကလရွှေတို့အဖွဲ့ကလာပြီးတော့ဖန်တီးသွားပြီလို့ကျွန်တော် တည်ရတယ်ပေါ့ဗျာဒါကလည်းငွေများတရားနိုင်တဲ့ခေတ်ကြီးမှာအဲ့ဒီအဖွားကြီးထောက်မဲကြမှာလားထောက်မကြဘူးလားဆိုတော့နောက်ထပ်သတင်းတွေမှာတို့တွေ့ရမှာဖြစ်တယ်เนาะဘာကြောင့်လဲဆိုတော့အခုလက်ရှိကျောင်းလက်စားတွေရများတယ်ဒီတော့ကျောင်းမြန်မာနိုင်ငံမှာအုတ်ချုပ်တာလည်းမကောင်းဘူးအုတ်ချုပ်တဲ့သူလည်းမကောင်းတဲ့အတွက်ကြောင့်မို့လို့အဲအခုလို့ငွေများတရားနိုင်တယ်ငွေပေးလိုက်ငွေပုံပေးလိုက်မင်းအောင်လည်းဘာမှမဆိုရနိုင်တယ်ဗျာကျွန်တော်ပြောချင်တာမင်းအောင်လည်းဘာမှမဆိုရနိုင်တယ်တော့ โอเคအဲကျွန်တော်ပြောဆိုခဲ့ဒီညင်ပန်းနှိမ့်ဆက်ခြင်းဆိုတဲ့ဥပဒေပုံမှန်၄၆၃နဲ့ထောင်တာ၂နှစ်ကနေ၁၀နှစ်အထိကိုကြာခံနိုင်တယ်ခိုးတဲ့လူလည်းခိုးတဲ့လူရဲ့အလက်ရောက်ကျွန်တော်တို့ထောင်တာကြာတဲ့လို့ကြားတယ်ဥပဒေပုံမှန်၃ခုချင်းနဲ့အရေးယူနိုင်တယ်နော်ခိုးတဲ့လူဘက်ကလည်းဒီသူတို့ကိုညင်ပန်းနှိမ့်ဆက်ခြင်းလေးပူမှာကျိုးတုပ်ပြီးတော့ကလေးကိုတော့မချမ်းဘူးအဲ့ဖွာရတယ်ဘလောက်ထိရုံမှာလဲပြောနော်ဒါဆိုရင် ပြန်ပြီးတော့တရားဆွဲလို့ရတယ်။ Okay ။ဒါဆိုလို့ချင်းဒီဗီဒီယိုလေးကိုနည်းနည်းလေးကျွန်တော်ပြန်ကြည့်လိုက်ရအောင်။ခုံးမှာပါဗျို့ဒီမှာတခုံးမှာဒီမှာဒီမှာရော့အဲ့မှာရိုက်ရအောင်။တခုံးမှာဒီမှာဆိုင်မှာလာခွာတွဲလာလို့ဆိုင်မှာလာခိုးရတခုံးမှာအဲ့မှာအဲ့မြတ်ပေါက်ကိုတိတ်ခါကြည့်တာ။ဒီမှာခိုးရတခုံးမှာဒုမြတ်ခွာကြည့်မလားဒုမြတ်ခွာကိုလည်းကြည့်။ရိုက်ပြန်လာ။နောက်ကျန်တဲ့ဈေးတွေလည်းအကုန်တိအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်ထား။အဲ့ဆောက်ခွက်ကိုတိတ်ခါကြည့်ထား။တခုံးမှာရိုက်ရခွာတဲ့လာခိုးရတခုံးမှာ လုံးလုံးအားကြီးရဲ့တစ်ခါလာလဲခိုးရငါခေါ်မလဲခိုးရမဟုတ်ငါခေါ်လာလဲခိုးနော်သူကြည့်တော့ငွေတည်းရှိတယ်ပြောချင်တာကငါမှငွေရှိတယ်ငါဘာမဆိုလုံးမယ်ငါဘာမဆိုလုံးဖြစ်တယ်ဆိုတော့စောက်အထကြီးနဲ့စောက်ဖွားရလောက်တာဖြစ်တယ်နော်နော်သူ့ရဲ့ဆိုင်ကိုခိုးတာဘလောက်ခိုးပသွားမှာလဲကျွန်တော်ပြောချင်တာဘလောက်ခိုးလောက်ပသွားနိုင်လဲသူ့အနေနဲ့ရောလာခိုးတဲ့သူအပေါ်မှာပသွားတဲ့အပေါ်မှာ အပစ္စည်းပသွားတယ်ဆိုတော့မှဘလောက်ကိုလောက်လဲသူ့ဘဝကြီးပြတ်သွားနိုင်တယ်သူတို့အနေနဲ့အခုလိုသူတို့အဆင့်တန်းနေပေါ့ဗျာသူတို့ရဲ့နေထိုင်မှုပုံစံဆင့်တန်းငွေကြေးချမ်းသာမှုနဲ့တွက်မယ်ဆိုလို့ကြည့်ညထမင်းထမင်းသွားဆိုင်တော့မှဆိုင်မှာထမင်းသွားဆိုင်တော့မှနော်ဒီလာခိုးတဲ့သူရဲ့လူကန်းစားတွေရဲ့တပတ်စာတော့စားလို့ရတယ်အခုလိုအတိတ်တရားနဲ့ဆိုတာအတိညာကင်းမဲ့ဆိုတာလူမဆန်မှလောက်ရတဲ့ အပေါ်ရတော့တိုင်းကိုရုပ်ဆိုးလွန်းပါကျော်ဆက်ကြည့်ရအောင်နည်းနည်းလေးတော့ဟာလာခဲ့တော့အခုလည်းလာပြီးလာခိုးတာဟာလားခလေးတောင်းပြပြီးလာခိုးတာဟာလားဟုတ်ပါခလေးကိုခလေးကိုချိုးတုတ်ထားလို့ပြောပါနော်ကြည့်လိုက်ကျွန်တော်ကြည့်လိုက်ချိုးတုတ်ထားတော့ခလေးကလည်းခလေးကလည်းခလေးနဲ့ဘာဆိုင်ခလေးကစကားတော့ပြောတတ်ပါမှာဗျာခလေးကိုချိုးတုတ်ထားဘယ်တော့တောင်မှိုက်ရိုင်းတဲ့အဖွားကြီးလေနော်ခင်ဗျားတို့ဒီအဖွားကြီးကို ရိုင်းမကြည့်နေတော့မှလားဗော။အာဒီတိုင်းပြားကြောဆိုင်နေမှာသွားပြီးမီးချိုးပလိုက်ကွာ။လုံချုပ်ကြိုက် voice ဆက်။ဒါမျိုးတွေဒီ voice ဆက်ကိုမီးချိုးနိုင်တဲ့သူကိုဆိုင်တော်ကလည်းတို့ဒီကိုဆိုင်ဗောနော်ကျွန်တော်ဒီထိုင်းနိုင်ငံမှာထိုင်းနိုင်ငံမှာဒီကိုဆိုင်တော်ကစုချမယ်လို့ပြောထားတယ်။3900လောက်တက်ရေးရှိတယ်ဆိုင်ကယ်တွေရောဒီအပေးမယ်လို့ပြောထားတယ်ဗျာခင်ဗျားတို့အိုက်မှာနော်။ရန်ကုန်မှာဂုံတိတ်ခါရှိစွာကိုဆိုလူငိုင်းနေတဲ့ညီငယ်တွေကိုဆိုင်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီး ဒီမှာသွားရစတ်တွယ်လိုက်နော်ကျွန်တော်ပြောချင်တာကတလောက်အောင်တန်းကြရလာပါနော်ကလေးကိုဓာတ်တိုင်မှာဂျိုးချီရမယ်ကလေးက ID သူတို့ပစ္စည်းကိုခိုးနိုင်ခိုးတာကအဖွားကြီးအဖွားကြီးကိုသူတို့စိတ်ကြိုက်တယ်ဘားတွေလည်းဖြတ်ရိုက်နေပြီဒီကလေးကိုဂျိုးတုတ်ထားပါဆိုတော့ဒါဘလောက်တိအောင်တန်းကြတဲ့အဖွားကြီးတူမှာသားသမီးချင်းကိုချင်းစာနာတတ်တဲ့စိတ်ဆိုတာမရှိဘူးလားတူမှာကလေးတွေငွေမထားဘူးလားသူကလေးတွေရဲ့အနာဂတ်မှာ မင်းတို့အမိကသူမြတ်သားသမီးကိုဒီလိုညစ်ပတ်နှိပ်စက်ခဲ့တဲ့မိမကြီးကိုပြောမယ်ဆိုရင်ဘယ်လိုလုပ်မလဲဒါခမရုံးနေတဲ့တွေးကြည့်နော်โอเคဆက်ပြီးကြည့်လိုက်အောင်ဘာဆက်ပြောထားလဲဆိုကလေးကလေးဟာလေးမလောက်ပါနဲ့မညီမလေးကလေးကလေးမလောက်ပါနဲ့ခေါ်အဲ့ခလေးခေါ်နေဘူးမလောက်ပါနဲ့ခါခလေးအเจ้าပြပြီးလိုက်ခိုးဆွဲရမင်းမခလေးအเจ้าပြပြီးလိုက်ခလေးလည်းကွာခွဲပြီးခိုးလားခလေးကခြားလဲဘယ်လောက်မှရဟမ်ခိုးပါ ဟမ်အားဆိုင်မင်းကသူလက်ထက်လာစားနေလာစားတာဟမ်ကြည့်ကြည့်ဟာတာအားမေလာလာပြပါခုံးနဲ့ဟာလားဟမ်ပစံယောနာယောနာမယောနာငါနေ့ရဲစခန်းနဲ့ခိုင်းထိုင်လာတော့ပြောပြလားကျွန်မပစံပစံကျွန်မကလေးလေးနေမကောင်းလို့စိတ်ကိုတရားနာကြည့်တော့တိုင်းမပြောနဲ့နင်တို့ဟာဒီထားနေလားမင်းကငါ့အောင်တော်တော်လာရေးမရှိဘူးငါဆက်လာပစ္စည်းခိုးရတယ်မှာလာပြန်လို့ခြင်းနဲ့ပါပဲပစံမကြည့်ဘူးထဲ့လေထဲ့ထဲ့မှာပဲ ထော်ထားတယ်အခုထောင်ထဲကိုထဲမယ်ဆိုရင်ထဲလို့ပြောပြီးသွားပြီဒီဘာဟုတောင်းနှိပြန်ပါနှိမ့်ဆက်နေရလဲဘာဟုတောင်းရိုက်နေရလဲဘာဟုကြိုးတုတ်ထားစရာလိုလားဗျာဒီမကာယကံချင်းကာယကံချင်းဖြစ်တဲ့သူကတော့မှသူ့ကိုထောင်ထဲကိုထဲရင်ထဲပါပေါ့တော့သူအခုလို့တောင်းတော့မှမပြောနေတယ်ဗျာဒါကိုလူမဆန်တော့ဘာလို့ရိုက်เสียအကြောင်းရှိရိုက်เสียလားကျွန်တော်ပြောချင်တာ နှစ်သိန်းဘူးလားသုံးသိန်းဘူးလားငါးသိန်းဘူးလားအဲ့လောက်ခိုးသွားတာကျွန်တော်ပြောချင်တာသူတို့လည်းခိုးချင်လို့ခိုးတာတော့မဖြစ်နိုင်ဘူးဗျာစာဝင်နေရအကြက်တည်းဖြစ်လို့စားဖို့စံဘူးလေးပဲရရစီဘူးလေးပဲရရခိုးရခိုးမိမယ်ဗျာဒီလောက်ထိလှုပ်ဆရာအကြောင်းကိုမရှိဘူးဟုတ်တယ်မလားလှုပ်ဆရာလည်းအကြောင်းမရှိချဲ့မှချဲ့မှကျွန်တော်ကြည့်ရမယ်ဆိုလို့ချင်ဟို ်ချစ်မှာကိုးခဲ့ဘူးတဲ့တခိုးတွေမိခဲ့ဘူးတဲ့အိမ်ခြေတွေပိုင်ခြေတွေနဲ့တဲ့အများကြီးကြုံခဲ့ဘူးတဲ့ဒီအဆောက်ဖွားညို့ညပနေဆက်တာရှိတာလောက်လားမလောက်ဘူးတော့ရိုင်းပြန်လွတ်တာရှိတယ်အဲကျွန်တော်နောက်ကိုမလောက်ပါနဲ့ဆိုပြီးတော့ပညာပေးပြီးငွေလေးတွေနိုင်တဲ့ဘက်ကနေတော့မှပြန်လှူဒန်းလိုက်ကြလေးတွေရှိတယ်ဒါမျိုးလေးတွေကိုကြည့်ပြီးစာနာတရားသူ့မှာလုံးဝမရှိဘူးလားသူ့မှာခေါင်းထဲမှာငွေငွေရဖို့ပဲ ူလုံနေတာကလူအများနဲ့ဆက်ဆံရတဲ့အလုံးဇတိုးဆိုင်တွေဖွင့်လာတယ်အထက်ဆိုင်တွေဖွင့်လာတယ်သူသာဆက်ဆံရေးကောင်းခဲ့မယ်သူသာဒီပုံစံမလုပ်ဖဲနဲ့အခုလိုပုံစံမျိုးစောက်ပုံစံမျိုးမရှိုးဘဲနဲ့ဒီဖွားကြီးကိုဖမ်းပြီးတော့အဲကောင်းကောင်းမွန်မွန်ပြန်ပြီးပြောလိုက်ခဲ့မယ်ဆိုလူအများသူ့ကိုဘယ်တော့ရှီကျူလိုက်မလဲနော်မလူနိုင်ဈေးရောက်ဆိုတဲ့စကားကိုဒီဖွားကြီးကမသိဘူးလားနော် သိမှာပါဒါပေမဲ့သူ့ရဲ့ခေါင်းထဲမှာကဒီငွေပဲရှိတယ်ဖြစ်မယ်နော်စောက်သွားကြီးโอเคဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဗျာနော်အများကြီးလည်းပြောမကြည့်ကျင်တော့ဒီဗီဒီယိုလည်းကျွန်တော်အများကြီးမကြည့်ကျင်တော့တဲ့အတွက်ကြောင့်မို့ဒီလောက်နဲ့ပဲကျွန်တော်ညှိကုန်းချုပ်တယ်